ကင်းညာနိုင်ငံကဆန္ဒပြပွဲတွေမှာဒိုင်းရိုက်ပတ်သက်မှုမရှိတဲ့လမ်းဘေးဈေးတဲ့တယောက်ရဲ့ဦးခေါင်ကိုရဲရရှိကတနက်နဲ့တိတ်ပြီးအနည်းကပြက်ခတ်ခဲ့ပုံကို AP သတင်းဌာနကမှတ်တမ်းဓာတ်ပုံရရှိခဲ့ပါတယ်။လာဇန်ပိုင်းကအရဲတွေဖမ်းဆီးထားတဲ့ဘလော့ဂါတူဦးသိဆုံးမှုကိုအကြောင်းပြုပြီးကင်းညာနိုင်ငံအနှံ့မှာလူမှုအုံကြွဆန္ဒပြမှုတွေဖြစ်ပွားနေပြီးရဲတွေကအင်အားသုံးတုတ်ပြန်ပြုတ်ခွင်းမှုတွေရှိနေပါတယ်။ဂျွန်လာ18ရက်နေ့ဖြစ်စံမှာတော့စစ်ရောင်ယူနီဖောင်းဝတ်ထားတဲ့ရဲတအူးဟာ ဆန္ဒပြပွဲတွေကိုဖြိုခွင်းရင်းအနည်းမှရှိနေတဲ့လမ်းဘေးဈေးတွေကိုပါပြောင်းတိုတနက်နဲ့အနည်းကတိတ်ပြစ်ခဲ့တာဖြစ်ပါတယ်။နိုင်ရိုဘီမြို့မှာဖြစ်ပွားခဲ့တဲ့ရဲတပ်ဖွဲ့ရဲ့လူမဆန်တဲ့လုပ်ရက်ကြောင့်လမ်းဘေးဈေးတွေဘိုနီဖိတ်ကာရူဂီဟာအသက်အန္တရာယ်ရှိတဲ့ဒဏ်ရာမျိုးရသွားခဲ့ပါတယ်။ AP သတင်းဌာနဟာအဲ့ဒီဖြစ်စဉ်ကိုမှတ်တမ်းဓာတ်ပုံတွေရယူနိုင်ခဲ့ပါတယ်။ဓာတ်ပုံရဲ့သဘောကသွေးပြထိတ်လန့်စရာဖြစ်ပေမဲ့ရဲတွေရဲ့ကြမ်းကြုတ်ရက်ဆက်မှုကိုအရှိတရားကိုဖော်ထုတ်ဖို့အတွက် ဓာတ်ပုံကိုထုတ်ပြန်ဖို့ဆုံးဖြတ်ခဲ့ကြောင်း AP ကဆိုပါတယ်။ကာရိုဂီရဲ့ဖခင်ကသူ့သားဟာအရေးပေါ်စက်မှတ်ကုသဆောင်ထဲမှာရှိနေစေလို့ဂျွန်လာ၁၈ရက်နေ့ကပြောကြားခဲ့ပြီးတရားမျှတမှုအတွက်တောင်းဆိုခဲ့ပါတယ်။ကင်ညာရဲတပ်ဖွဲ့ကတော့ဖြစ်စဉ်ကိုသတိပြုမိကြောင်းနဲ့အပြစ်ရှိတဲ့ရဲရာရှိကိုဖမ်းဆီးထိန်းသိမ်းထားကြောင်းထုတ်ပြန်ခဲ့ပါတယ်။လူငယ်တွေအ धिक ဦးဆောင်ပါဝင်တဲ့ဆန္ဒပြလှုပ်ရှားမှုတွေကိုရဲတွေကအင်အားအသုံးဖြိုခွင်းခဲ့တာကြောင့်ဂျွန်လာ၁၈ရက်နေ့တုန်းကနိုင်ရိုဘီမြို့မှာ ကာရူဂီအပြင် နောက်ထပ်၁၀ရာလောက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။ယာနဲ့ချိန်များပြတဲ့ဆန္ဒပြသူတွေဟာအဓိကရောနေနေရေးရဲတပ်ဖွဲ့ဝင်တွေနဲ့ဗတိပခတွေဖျက်ပွားခဲ့ကြသလိုဆိုင်ကယ်တွေနဲ့ကားတွေကိုမိရှို့တာတွေတခြားဖျက်လို့ဖျက်စီလောက်ရွက်တွေကိုကျူးလွန်ခဲ့ကြတယ်လို့ရဲတပ်ဖွဲ့ကစွပ်စွဲထားပါတယ်။ဆန္ဒပြသူတွေကတေဆုံးသူဘလော့ဂါ Ebert Ochwan ကိုအတေးဖျက်မှုနဲ့ဆွဲချက်တင်ခဲ့တဲ့ရဲတပ်ဖွဲ့ဒုတိယစုံစမ်းရေးအရာရှိချုပ်အီလီယော့လန်ဂတ်ကိုယာဒူးကနေထုတ်ပယ်ပေးဖို့တောင်းဆိုနေကြပါတယ်။ အော်ချွန်ဟာဂျွန်လာ6ရက်နေတုန်းကရဲတပ်ဖွဲ့ချုံနောင်ထားစဉ်အတော်အတွင်းတည်ဆုံးခဲ့တာဖြစ်ပြီးအကျိုးဆက်အဖြစ်ဆန္ဒပြပွဲတွေပေါ်ပေါက်လာတာပါအော်ချွန်ကိုချုံနောင်ထားတဲ့ရဲစခန်းရဲ့စခန်းမှုနဲ့လောဘော်ကန်ဖတ်တူကတော့တပတ်အကြာမှာရဲတွေကဖမ်းဆီးခဲ့တယ်လို့သိရပါတယ်ကင်းညာရဲတပ်ဖွဲ့ဟာရက်ဆက်ကြမ်းကြုတ်တဲ့လုံထုံလုံနီတွေကြောင့်နမဲဆိုးနဲ့ကြော်ကြပြီးသမရဝီလီယန်ယူတိုကတော့ရဲတွေရဲ့တရားလက်မဲ့တပ်ဖြတ်မှုတွေအပါအဝင် အဲ့ဒီလိုဆိုးရွားတဲ့ကိစ္စတွေကိုအဆုံးသတ်စေဖို့စိတ်ပိုင်းဖြတ်တာကြောင့်ကြွေးကြော်ဖူးပါတယ်။မနစ်တုန်းကလည်းအစိုးရရဲ့ဗန္ဒာရေးအဆိုပြုချက်မူကြမ်းတစ်ခုကိုကန့်ကွက်ပြီးတမရယူတော်နှုတ်ထွက်ပေးဖို့တောင်းဆိုတဲ့ဆန္ဒပြသူတွေနဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတို့ချို့ကိုရဲတွေကအတ္တမဖမ်းဆီးတပ်ဖြတ်ပြခဲ့ကြောင်းသိရပါတယ်ရှင်။